မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာတို့အချိန်တွေတွေနဲ့ပြောင်းလဲလာတာအခုဆိုရင်2025ခုနှစ်ကိုရောက်ရှိလာပါပြီခင်ဗျဒီ2025ခုနှစ်တနှစ်စာဗုဒ္ဓဖူးရဟူဒါသမီမိတ်ဆွေတွေအတွက်ရောင်းရန်ဆောင်ရန်အတွက်ကံကြမ္မာဝါစနာကိုဆရာက2025ခုနှစ်တနှစ်လုံးကိုအကျဉ်းအားဖြင့်မိတ်ဆွေတို့ကိုအသေးစိတ်ဒီတိကျကျပြောပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ဗုဒ္ဓဖူးရဟူဒါသမီမိတ်ဆွေတွေအားလုံး2025ခုနှစ်မှာ ဘေးပညာမှန်မြအဝေးกว่าကြပါစေချောင်းဆရာကဥစွာဒီကနေ့မြေတာဖို့ဆူတောင်းပေးလိုက်ပါတယ်ခင်ဗျာဆရာတို့2024မှာတော့ဗုဒ္ဓဖူးရာဥတာသမီးတွေဘာတွေကိုပဲဆိုးခဲ့ဆိုးခဲ့ညံ့ခဲ့ညံ့ခဲ့ဘယ်ရာတွေကကို့အတွက်စိတ်ညစ်စရာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့မေ့ခဲ့လိုက်တော့ပြီးခဲ့တာတွေကိုပြန်တန်းတနေတာထက်2025မှာမိတ်ဆွေတို့အနေနဲ့ဘယ်ရာတွေကအကျိုးပေးအပြုကံကောင်းသွားစီမလဲ ဘယ်ဟာတွေကမိတ်ဆွေတို့အတွက်ဘဝမှာတတိထားဆင်ခြင်ရမလဲဆိုတာမျိုးကိုဆရာကတနှစ်တာအတော်တွင်းမှာအချင်းကိုဆရာပြောပြပြီးမှဖြစ်ပါတယ်ခင်ဗျာဥစ္စာပဒမှာ2025ခုနှစ်အတွက်မပြောမီဗုဒ္ဓဖူးရာဟုသာသမီဆရာရဲ့ကျွန်တော်ကဗုဒ္ဓဖူးဂျမကအရာဟုဆိုတော့တူတူပဲလားဆိုရင်တော့ဆရာတို့မြန်မာပြည်မှာလည်းနေတာမြန်မာပြည်နေအရာဆိုရင်တော့ဗုဒ္ဓဖူးရာဟုတူတူပဲလို့ပဲမှတ်ထားလိုက်ပါခင်ဗျာเนาะသို့တော့ ရှိတာပေါ့เนาะသူရဲ့ဟိုဂျိုတွေဘာတွေနဲ့အခြားတွက်နေနေဆိုရင်တော့ဒါပေမဲ့ဗုဒ္ဓဖူးရာဟိုကလည်းအတူတူပဲလို့သာတနည်းအားဖြင့်မှတ်ပြီးတော့အားလုံးကြည့်လို့ရတာပေါ့ဒီနေရာမှာဆရာဘောဇန်နဲ့မှာတစ်ခါလေးမှာအသေးစိတ်လေးတွေရာဟုနဲ့ဗုဒ္ဓဖူးခွဲခြားပြီးတော့စင်တင်ရမှာလေးရှိရင်လည်းပြောပြသွားပြပါမယ်ဆရာစားလိုက်တော့မယ်เนาะဆိုတော့ဆရာတို့ကဗုဒ္ဓဖူးရာဟုသာသမီးတွေဟာ2025ခုနှစ်အတွင်းမှာဥစ္စာပထမဆရာကကံအားဖြင့် အပိုင်း၃ပိုင်းခွဲပြောခြင်းပါလေခင်ဗျာနော်အထူးသဖြင့်လုပ်ငန်းကိုင်ငံနဲ့ပတ်သက်လို့ဖြစ်စီအလုံးနဲ့ပတ်သက်ပြီးတော့စတင်လုပ်မယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့ဒီရက်ပထမဆုံးဇွန်လဖေဖော်ဝါရီလဇန်နဝါရီလဖေဖော်ဝါရီလမတ်လဧပြီလဒီလေးလပိုင်းအတွင်းမှာမိတ်ဆွေတို့အနေနဲ့လုပ်ငန်းကိစ္စလှုပ်ရှင်နေအလုပ်ကိစ္စလှုပ်ရှင်နေဆိုရင်တော့အစီအစဉ်ရှိနေသလားအကြံစီရှိနေသလားဒီလေးလအတော်အတွင်းမှာပထမဆုံးစတင်တာမျိုးသူမဟုတ်ဇတိပေါ်ဆောင်တာမျိုးဖြစ်စီအမိခံလှုပ်ဆောင်တာမျိုးဖြစ်စီပို့ပြီးတော့လှုပ်ဆောင်ထားပါ နှစ်အလယ်နောက်မှာမေဂျွန်ဇူလိုင်နောက်မှာတော့မိတ်ဆွေတို့ရဲ့ကံဟာအနှဲငယ်လေးအဲထင်ပေါ်တာမျိုးကြံ့ကြာတာမျိုးကြီးဂျုံမတက်တယ်လို့1989မှာလေဗုဒ္ဓဖူးရာဥဒသမီးတွေအတားစားတဲ့ထင်ရင်တော့ဇီယတိကြာတော့မတွန်သေးဘူးတိုးတော့နီးရင်ပြောပြပေးမယ်အဲ့ဒီတော့အတားစားတဲ့ထင်တယ်အဲ့ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ထို့အတူပဲမရဏအိတ်ကိုလာတီနေတဲ့အတွက်အဲ့ဒီရဲ့အလ ဒီ2025ရဲ့နှစ်အလယ်မေဂျွန်ဇူလိုင်လလေးဒီမှာဆိုရင်တော့မိတ်ဆွေတို့ရဲ့ကံဟာအရေးကြီးတဲ့ကိစ္စလေးတွေမှာအဲစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်အခါပေးမယ်အဖြစ်ဆိုရင်တော့ဒီပထမဆုံး၄လပိုင်းအတွင်းမှာမိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုစတင်ထားခြင်းအကြံစီချထားခြင်းပလန်ချထားခြင်းသို့မဟုတ်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်ခင်ဗျာထို့အတူမိတ်ဆွေတို့အနေနဲ့အဲ ပထမနောက်ထပ်ဆွမ်းနာလို့ပေါ့စက်တင်ဘာနိုဝင်ဘာဩဂတ်စက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာလမှာဆိုရင်တော့မိတ်ဆွေတို့ရဲ့ကံဟာအတက်ပိုင်းကိုပြန်ရောက်လာပြီဖြစ်တဲ့အတွက်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေရဲ့စူးစမ်းမှုတပြအတီးပွင့်ကိုခံစားရတာမျိုးလေးတွေစူးစမ်းမှုရဲ့စူးစမ်းရင်စူးစမ်းသလောက်ရရှိတာမျိုးလေးတွေကြုံရတက်တယ်လို့အဲအဲ့ဒီကာလအတော်အတွင်းမှာဆိုရင်တော့ပြင်မိတ်ဆွေတို့ဟာကံကောင်းမှုတွေအထောက်အကူတွေရရှိတတ်တဲ့အတွက်တော့ဩဂတ်လကစလို့တော့ဒီဇင်ဘာအထိမှာတော့ညံ့စရာလေးမရှိဘူးပေါ့သို့တော့ ဒါဆိုရင်ဆရာတို့အလွန်လည်းမှန်ကန်က3မိုင်ခွဲချလိုက်မယ်ပထမဆုံးဇန်နဝါရီဖေဖော်ဝါရီမတ်ဧပြီလလောက်မှာတော့မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုရေရေတင်းတင်းဆောင်ရွက်ပါဆုံးဖြတ်ပါပြီးတော့ပလန်တစ်ခုခုကိုရှိထားဖို့လိုအပ်တာပေါ့လုပ်ငန်းပြောင်းစရာရှိသလားပြောင်းရွှေ့ထားလိုက်အိမ်ဆောက်စရာရှိထားလိုက်ပနက်ရိုက်ထားလိုက်တို့မဟုတ်လို့ရှင်လုပ်ငန်းစတင်ပြောဆိုစရာရှိလားအိမ်ငားစရာရှိလားစကားခံထားလိုက်ဒီလိုမျိုးစတိလှုပ်ဆောင်ထားဖို့လိုအပ်ပါတယ်ခင်ဗျာ အိမ်တော်ရေးကိစ္စလူမျိုးရေးကိစ္စမိတ်ဆွေတို့ရဲ့ကိစ္စအဝါဝါကိုစတင်ပြီးတော့စကားဖောက်ထားတင်တော့လမ်းကြောင်းထားတင်တော့အပိုင်ဖြစ်တယ်။လရဲ့အလယ်၃၅ဖြစ်တဲ့မေဂျွန်ဇူလိုင်မှာတော့အနည်းငယ်လေးရုံးကန်ရတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်အဲ့ဒီ၃လအတွင်းမှာအရင်ကြီးလှုပ်လှုပ်ရှားရှားမှဖြစ်စီနေ။လှုပ်လှုပ်ရှားရှားဖြစ်ရင်ယုံလေးနစ်လေးဖြစ်တာမျိုးရုံးကန်ရတာမျိုးဖြစ်တတ်တဲ့အတွက်စိတ်ပန်းလူပန်းစိတ်မောလူမောကိုအနေနဲ့ဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အဲ့ဒီအချက်လေးတွေကိုသတိထားပါ။ကြံနေလာကတော့မိတ်ဆွေတို့အနေနဲ့ကိုစူးစမ်းရင်စူးစမ်းသလောက်နော်။ စွမ်းဆောင်နိုင်ကြလို့အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမဲ့နှစ်ဖြစ်ပါတယ်အဲ့တော့အလေလောက်ရောက်တော့နည်းနည်းလေးကံရဲ့သဘောတရားဟာအညာပိုင်းလေးမှာရရှိနေတတ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဗုဒ္ဓဖူးရာဥဒသမီးတွေဒီ2025ခုနှစ်အတွင်းမှာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်ငဘောကဥကောင်းနဲ့ပတ်သက်ပြီးကြိုက်ခဲနာကျင်တဲ့မိတ်ဆွေများဥကောင်းနဲ့ပတ်သက်ပြီးကျမ်းမာရေးနည်းနည်းလေးရှုရှားတတ်ပါတယ်တတိထားပါဟောငဘောကအသက်ရှူကြတတ်တဲ့မိတ်ဆွေများ နော်ဥကောင်းနဲ့ပတ်သက်ပြီးတော့ဟလာအသက်ရှူချက်ပြီးဥကောင်းကြိုက်တာမျိုးအဆရှိတဲ့အရာမျိုးလေးတွေနှလုံးနဲ့ပတ်သက်ပြီးတော့အနှဲငယ်လေးအားနေတာမျိုးလေးတွေဂျုံကတက်တယ်အထူးသဖြင့်ဆရာကဒါကိုပြောချင်တာမဟုတ်ဘူးဇရာကြောင့်ဖြစ်နိုင်ပေမဲ့ဘုံတစ်ခုရောက်တဲ့တမိတွေက2025ခုနှစ်အတွင်းမှာအကြွေဆိုးဆိုးဝါးဝါးကျမ်းမာရင်ညလာပြီဆိုရင်မိတ်ဆွေများခင်ဗျာမကောင်းတဲ့အတက်ပညာတွေလောကီအတိုက်အခိုက်တွေစုံတိုက်တွေနှက်တိုက်တွေကိုယ့်ကိုမနာလိုလို့လုပ်ငန်းနဲ့ပတ်သက်ပြီးအပြိုင်ဆိုင်ကြောင့်တိုက်ခိုက်တာမျိုးလေးတွေဂျုံကတက်တော်နှစ်ဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ဘာသာတရားဖရာတရားပို့မှုအားထုတ်ဖို့လိုအပ်တာပေါ့အဋိဋ္ဌံပြုလို့လို့တပဆိုရင်တော့ဗုဒ္ဓဘုရားသာသမီမိတ်ဆွေတွေကအဋိဋ္ဌံတလားကိုအများကြီးမဝင်ပါနဲ့၁၇ရက်တိတိဝင်ပါဝင်ရမယ့်အဋိဋ္ဌဟာတော့အရဟံတိဋ္ဌိဆိုသောဂုံတော်ပတိကိုတနည်းကိုလေးပတ်လုံးနဲ့၁၇ရက်တိတိအဋိဋ္ဌံဝင်ပါကျမ်းမာရေးလည်းကောင်းမိတ်ဆွေတို့ရဲ့ကံကြမ္မာဟာလည်းတိုးတက်ပြီးတော့ကံကောင်းခြင်းတွေရရှိစေမှာတော့အတိအကျနဲ့အထောက်အပံ့ဖြစ်စေပါလိမ့်မယ်ခင်ဗျာကောင်းပြီ လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်အလုပ်ကိုင်နဲ့ပတ်သက်ရင်ဆွမ်းနာဆရာအထက်မှာပြောခဲ့တဲ့အတိုင်းပထမလေးလအတွင်းမှာလုပ်ငန်းနဲ့ပတ်သက်လို့စတင်လှုပ်ဆောင်မှာမိတ်ဆွေတို့အနေနဲ့ချစ်တို့ဆိုင်ရာလှုပ်ဆောင်မှာတကယ်ကိုတုံးထိုက်တိုက်ရကြိုက်ကြိုက်ကြိုက်လှုပ်ဆောင်မှာဒါပေမဲ့ဆွမ်းနာလှလေလောက်ရောက်ရင်တော့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်အထက်လူကြီးအကြီးအကဲလေးတွေကြောင့်စိတ်ပန်းလူပန်းဖြစ်ရတာမျိုးစိတ်မောလူမောဖြစ်ရတာမျိုးတွေမိမိရဲ့စိတ်အစဉ်မပြေတာမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့ဖြစ်စေမိသားစုရဲ့ကိစ္စအိမ်တို့ရဲ့ကိစ္စမှာ မိတ်ဆွေတို့ရဲ့ကံဟာကိုနေရဲ့ကိုမပါရင်မပြီးကိုနေရလဲကိုပါရဒီနေရလဲကိုပါရတာကြောင့်ဒီကြပါတယ်မိတ်ဆွေတို့စိတ်ပန်းလူပန်းစိတ်မောလူအနေငယ်ဖြစ်တတ်သောနေ့ရဲ့အလဲပိုင်းကိုကြုံမတတ်တယ်ကိုရဲ့ကိစ္စမှမဟုတ်ဘူးမိသားစုကိစ္စအိမ်တွင်းရေးကိစ္စတွေမှာလဲကိုဟာကိုမပါရင်မပြီးကိုဟိုဒီနေရလဲကိုပါမှကိုနေရလဲကိုပါမှဆိုလို့ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဂျော်ကာကြီးဖြစ်တတ်တဲ့အတွက်ကြောင့်မလို့တော့ဘုဒ္ဓကုရောက်သားသမီးမိတ်ဆွေတွေအဖို့ကတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်ပါတယ်ထို့အတူဒီ2025ခုနှစ်အတွင်းမှာမိတ်ဆွေတို့ ခကြီးသွာဆိုင်ရာလုပ်ငန်းလေးတွေလှုပ်ဆောင်နေတဲ့မိတ်ဆွေများအဖို့ကတော့ဘာမှမဖြစ်ပေမဲ့ပုံမှန်အားဖြင့်ဆိုရင်ခကြီးခဏခဏသွားရတာမျိုးလေးတွေဟောခကြီးသွာကိစ္စလေးနဲ့ပတ်သက်ပြီးတော့ ဟိုထွက်ရတာမျိုးလေးတွေဖြစ်ရတတ်တယ်။ဒါကြောင့်လုပ်ငန်းရာထူးပြောင်းရွှေ့လိုတဲ့မိတ်ဆွေများရာထူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ဟိုဆရာရဲ့တနှစ်မှာတစ်ခါလေးပြောင်းနေဆိုရင်တော့နှစ်ခါလောက်ပြောင်းရွှေ့ရတာမျိုးလေးတွေလုပ်ငန်းရာထူးနဲ့ပတ်သက်လို့အပြောင်းရွှေ့အပြောင်းလဲလုပ်လို့တဲ့မိတ်ဆွေများဒီတစ်နှစ်တာဟာကံကောင်းခြင်းတွေတိုးတက်ခြင်းတွေရရှိစေတဲ့နှစ်လုပ်ငန်းရာထူးတိုးတဲ့နှစ်ဖြစ်ပါတယ်။ထို့အတူပဲ OA ရှံမီပိုင်ဆိုင်ခြင်းနဲ့မိတ်ဆွေများ OA ရှံမီပိုင်ဆိုင်တာမျိုးလေးတွေမိယာနဲ့ပတ်သက်ပြီးတော့ခြေတို့ဆောင်ရွက်လှုပ်ဆောင်မှာ OHM လုပ်ငန်းတွေမြေယာထိုင်ခင်းလုပ်ငန်းတွေအကျိုးပေးတဲ့အိမ်ဆောက်ရှင်တဲ့မိတ်ဆွေများအိမ်ဆောက်လို့ကောင်းတာမျိုးတွေတော့မိမိတို့အနေနဲ့နေရာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ရလှုပ်ဆောင်မှုကောင်းသလိုလုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းဟောင်းတွေကိုတိုးရှင်းလှုပ်ဆောင်တာမျိုးဖြစ်စေအဲလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ပုံမူပြီးတော့ဟိုအားကြီးအောင်လှုပ်ဆောင်တာမျိုးဖြစ်စေလှုပ်ဆောင်ပြီးဖို့လိုအပ်သောနှစ်ဖြစ်ပါတယ်ဖြစ်နိုင်ရင်မိတ်ဆွေတို့ဒီနှစ်တာအတော်အတွင်းမှာ ဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါပေမဲ့ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်လာရင်တော့တဦးတည်းတယောက်တည်းတပုံနဲ့တအိုးတည်းဒေရင်မြေကြီးရှင်ရွှေတိဆိုပြီးတော့လောင်းကြီးထပ်လုပ်တဲ့အလုပ်တွေအလောင်းကစားနဲ့ပတ်သက်ပြီးတော့အာသွန်ခွန်ဆိုင်လုံငန်းရင်းငန်းကျွေတလဲကြက်ကုန်ဆိုတဲ့လိုမျိုးမိတ်ဆွေတို့ဟိုဆွနာလိုပေါ့ဟိုလောက်တာမျိုးတွေဒါမျိုးတွေနဲ့ပတ်သက်ရင်တော့သိကြပါတယ်ဟောင်းတက်တဲ့အကောင်ဖြစ်တတ်တဲ့အထီးကိုဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့အလောင်းကစားနဲ့ပတ်သက်ကံကိုအရန်ကြီးပုံမဩကိုလိုအပ်ကြောင်းနဲ့အဲနည်းနည်းလေးဒါလေးကိုသတိထားဖို့လိုအပ်ပါတယ် စပစ္စည်းယင်ဝင်တတ်ပါတယ်ပတ်စံပြောက်တတ်ပါတယ်တခုခုခံရတတ်ပါတယ်ဂယူဆိုင်ပါစပစ္စည်းယင်ဝင်တတ်ပါတယ်မိမိအိမ်အတွင်းမှာဒီတစ်နှစ်တာအတော့အတွင်းမှာဂျမ်းမာရေးညံ့တဲ့သူတွေရှိတဲ့အခါအတော့မဟုတ်နာဖျားတာမျိုးတို့မဟုတ်လို့ရှိရင်စီးပွားရေးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ရုတ်တရက်မထင်မှဖဲဆွနာလိုပေါ့ချူချာလာတာမျိုးညာအိညာနေလက်ခံမိလိုက်လို့ဖြစ်စီအဲကိုယ့်ရဲ့ကံအညာနေဖြစ်ပေါ်နေပြီဆိုမိတ်ဆွေရဲ့အိမ်အတွင်းမှာရှိတဲ့ ပြန်မာရေးချူချလို့စူစူဝါဖြစ်တာမျိုးတွေရုတ်တရက်မထင်မဖက်အကောင်းကြီးကနေထိုးကြသွားတယ်ဆိုရင်တော့မိမိရဲ့နန်တူတွေဝင်ထားလို့ဖြစ်ပါလိမ့်မယ်အထူးသဖြင့်လူဝင်ထားတာမျိုးသို့မဟုတ်ရွှေဝင်ထားတာမျိုးလှဲ့လှေအဆရှိတာတွေဝင်ထားတတ်တော့ကြောင့်မိတ်ဆွေရဲ့ကံဟာတိုက်ရိုက်လာညံ့တာမျိုးဖြစ်တတ်တဲ့အတွက်မိတ်ဆွေအိမ်အတွင်းမှာမိသားစုဝင်တဦးတယောက်ကိုဇတိသဘောနဲ့ညာအိမ်ညာနေထွက်ခိုင်းလိုက်တာမျိုးရှင်းနှချောင်းအရှင်းထွက်ခိုင်းလိုက်တာမျိုးလုပ်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာ မိတ်ဆွေပေါင်းဝင်ခြင်းအပေါင်းအသင်းတွေနဲ့ပတ်သက်လို့အကူအညီအထောက်အပံ့တွေရရှိတတ်တယ်လို့မိမိကိုမြှောက်ပေါင်းမဲ့သူတွေပင့်ပေါင်းမဲ့သူတွေနဲ့အများကြီးကြုံတွေ့ရတတ်တော့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ငွေကြီးနဲ့ပတ်သက်ရင်ငွေမမြဲတာမျိုးလေးတွေနော်ငွေကြီးနဲ့ပတ်သက်လို့ရှိရင်သူတစ်ပါးကိုဟာလာဟိုပေးကမ်းနေရတာနဲ့ကိုယ့်အိတ်ထဲမှာမကြံတာမျိုးတွေဖြစ်တတ်တဲ့အတွက်တော့ငွေကြီးနဲ့ပတ်သက်ရင်တူတူသိသိလှုပ်ဆောင်ပြရမယ်နှစ်ဖြစ်ပါတယ်အထူးသဖြင့်ငွေကြီးဆိုင်ရာကိစ္စတွေမှာအာမမခံပါနဲ့ညံ့ပါတယ် ်ထို့တူပဲကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာအာမမခံပါနဲ့ညံ့ပါတယ်မိမိရဲ့အိမ်အောင်ပဲမသိအောင်လှုပ်ထားသောကိစ္စတွေငွေကြီးနဲ့ပတ်သက်လို့အာမခံထားသောကိစ္စလေးတွေကြောင့်အိမ်အောင်ကြီးမှာပြဿနာပဋိပက္ခဖြစ်ရတာမျိုးအိမ်အောင်ကြီးနဲ့ပတ်သက်ပြီးအဆင်မပြေဘူးဆိုရင်ကိုကြောင်မဟုတ်ပဲကိုမိသားစုကြောင်မဟုတ်ပဲသူတို့ဘာကြောင်တဦးတယောက်ရဲ့ဟိုခဏောက်ကြံမှုတွေကလောက်ဆံမှုတွေသို့မဟုတ်လို့ရှင်သူတို့ဘာရဲ့ ဟုတ်လားပုံမူတည်ပြီးတော့ပြဿနာလေးတွေဖြစ်ရတာမျိုးလေးတွေတဦးနဲ့ဒုတိယနဲ့တယောက်စိတ်ဆိုးနှားလည်းမူလွဲပြီးတော့ဆင်းသွားတာမျိုးလေးတွေအဆက်အသွယ်ပြတ်သွားတာမျိုးလေးတွေကြုံတွေ့ရတတ်တဲ့အတွက်တော့ဒါလေးကိုဗီယူဆိုင်တတိထားပြီးဖို့နဲ့မိမိတို့ရဲ့အိမ်တော်ကြီးမှာတာယာမှုဒုက္ခရရှိဇေယံလို့ငါမိတ်ဆွေတို့အနေနဲ့သူတစ်ပါးကိုအာမခံတဲ့ကိစ္စတွေတော့တတိထားပါပြီးတော့မိမိအိမ်တော်ကြီးမှာဒီနှစ်ဟာထိလွယ်ချလွယ်သောနှစ်ဖြစ်တယ်အထူးသဖြင့်ဘာကိုဖြစ်ဖြစ်လက်တွေ့ဆန်ဆန်ယုံမှာဟဲဟိုမှာနေ့ယောက်ျားကတော့ ဘလူနဲ့ဘလို့ဘလို့ဆိုကိုကဒေါသနဲ့ဆုံးဖြတ်တာမျိုးတွေဆိုရင်တစ်ဖက်လူရဲ့စိတ်အဆင်မပြေတဲ့အခါမှာတယောက်နဲ့တယောက်က plus plus ချင်းပေါင်းရင်တွန်းကန်သွားတဲ့သဘောရှိတယ်လို့ပဲเนาะဟိုအပြိုင်ဆိုင်လေးတွေဖြစ်ရတာမျိုးတွေဖြစ်တတ်တယ်အထူးသဖြင့်စီးပွားရေးလုပ်ငန်းကိုင်ကနဲ့ပတ်သက်ရင်မိတ်ဆွေတို့ရဲ့အိမ်ောင်ကြီးပေါ်မှာလည်းများစွာမူတည်နေပြီးစီးပွားတက်ရှင်ဟာမိမိရဲ့အိမ်ောင်ကြီးပေါ်မှာသို့မဟုတ်ရင် စည်းဝါးပြည့်ရှင်ဟာမိမိရဲ့အိမ်ထောင်ကြီးပေါ်မှာမူတည်နေပါတယ်။ဆရာရဲ့ဘလို့မူတည်တာလဲဆိုရင်မိတ်ဆွေတို့အနေနဲ့အိမ်ထောင်ဘက်နဲ့ပတ်သက်ပြီးတော့တယောက်ကဒါဆိုရင်တယောက်ကဟိုဟာဖြစ်တာမျိုးလေးတွေတယောက်ကတောင်ဆိုတယောက်ကမြောက်ဖြစ်တာမျိုးလေးတွေကြောင်းမလို့အိမ်ထောင်ကြီးနဲ့ပတ်သက်ရင်ဘာကိုလှုပ်လှုပ်စည်းဝါးရေးအစဉ်ပြေဖို့အတွက်ဆိုရင်အိမ်ထောင်ကြီးမှာညှိနှိုင်းနိုင်နိုင်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဝေးကွာနေသောအိမ်ဆောင်ရှင်များဖို့အဆက်အသွယ်ပြတ်နေသူတွေပျောက်သောသူတွေချာလင်းတွေ့တာမျိုးလေးငကူကရာထူးကိစ္စကြောင့်လုပ်ငန်းကိစ္စကြောင့်နေရှာတိုင်းတစ်ပါးရောက်နေတဲ့အိမ်ဆောင်ရှင်များဖို့ပြန်လည်စုံစည်းရတာမျိုးပျောက်သောသူချာလင်းတွေ့မယ်နှစ်ဖြစ်ပါတယ်။ဒါပြင်မိတ်ဆွေတို့ဒီနှစ်တာအတော်အတွင်းမှာဆိုရင်နိုင်ငံခြားခီးအကျိုးပေးတဲ့လုပ်ငန်းလေးတွေကိုဆရာဖော်ပြပေးပါစီ။ဒီ2025ခုနှစ်အတွင်းမှာဗုဒ္ဓဘုရားအတော်အတွင်းမိတ်ဆွေများနိုင်ငံခြားခီးသွားနဲ့ပတ်သက်ပြီးတော့ ကောင်းပါတယ်ရှေ့တူဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်ရဝေးခရီးသွားဘာသာခြားလူမျိုးခြားတိုင်းတစ်ပါးပတ်စပုတ်လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးငကိုကနိုင်ငံခြားပြည်ပထွက်ဖို့အတွက်ကိုစူးစမ်းနေတဲ့မိတ်ဆွေများဖို့ကတော့ကိုဟာဒီတစ်နှစ်မှာကံကောင်းခြင်းတွေရရှိပြီးတော့တီတီကြီးရောက်ရှိလာပါလိမ့်မယ်ဆိုတဲ့အကြောင်းဆရာကပြောလိုပါတယ်တို့အတူပဲမိတ်ဆွေတို့အနေနဲ့နိုင်ငံခြားကံသွားရစီဖို့အတွက်တော့ဟိုခက်မြန်မြန်သွားရစီဖို့အတွက်ဆိုရင်မိတ်ဆွေတို့အနေနဲ့အသက်ကြီးတဲ့သူနော်ဟိုငွေကြီးရှုပ်တဲ့တဲ့သူကိုစမ်းလို့ပေါ့ ဖနှက်လူတာမျိုးမိမိကြုံကြိုက်တဲ့အခါမှာဟိုလန်ခီစေးပြက်နေတဲ့သူတွေကိုကူညီပေးတာမျိုးများများလုပ်ပြီးမိတ်ဆွေတို့ရဲ့လုပ်ငန်းကိန်းကလည်းချောမှုအစဉ်ပြေသွားမှအသေးချာနှစ်ပြက်တဲ့အတွက်မိတ်ဆွေတို့ဟာစူးစမ်းပြီးတော့ဆွမ်းဆောင်တဲ့အကယ်၍မှဒီနှစ်တာအတော်တွင်မှာဆရာကြီးလုပ်ငန်းပြောင်းရမလားအလုပ်ပြောင်းရမလားဆိုလို့ရှိရင်မိတ်ဆွေများအဖို့ကတော့တွေးဝေးမနေပါနဲ့မိမိရဲ့ကံဟာကောင်းလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဆွမ်းရလို့ပေါ့လုပ်ငန်းတစ်ဖက်က ဟိုကို့မှာအစင်မပြေနေဘူးဆိုတီးခံလုပ်နေရတဲ့စာရင်တရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးနဲ့ပြောင်းလဲပြီးတော့လှုပ်ဆောင်တင်တော့နှစ်ဖြစ်ပြီးတော့ဒီနှစ်ဟာမိမိလက်ရှိနေတဲ့အလုတ်ထံငကိုကခက်ခဲနေတဲ့သူတွေအစင်မပြေတဲ့သူတွေမိတ်ဆွေများအဖို့သူမဟုတ်ရင်ဘာလုပ်လို့လုပ်ရမှန်းမသိရမိတ်ဆွေများအဖို့ကတော့လုပ်ငန်းအပြောင်းလဲနေရာပြောင်းလဲနေတဲ့စူးစမ်းဆွမ်းဆောင်ကြည့်ပါဦးခင်ဗျာဒါဆိုရင်အစင်ပြေခြင်းနဲ့တူတက်ခြင်းတွေရရှိတတ်တယ်လို့မမြင်ရသောပုံပုံဆက်တွေပဋ္ဌာန်းဆက်တွေတိုက်ဆက်တွေအစရှိတဲ့ပုံပုံဆက်ဆက်တွေအကူအညီတွေ ရရှိတတ်တဲ့အတွက်တော့မေတ္တာမများပို့ပါကံကောင်းမှုတွေရရှိပါလိမ့်မယ်။ထီကံဆန်းလို့ကောင်းပါတယ်။ထီထိုးလို့လည်းကောင်းပါတယ်။သာသမီငကောကမရသူတွေသာသမီရရှိတတ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့ဒီနှစ်အတွင်းမှာဆိုရင်အိုးအိမ်ချမ်းမြေပိုင်ဆိုင်တာမျိုးတွေနေရာထိုင်ခင်းနဲ့ပတ်သက်လို့ရှိလို့ဆန်းလောက်ဆောင်တာမျိုးယာတို့နဲ့ပတ်သက်လို့ယာတို့တိုးမဲ့မိတ်ဆွေများငကောကမတိုးရင်ဒီနှစ်မှာအထုတ်တာပြင်ထားလိုက်တိုးပါလိမ့်မယ်။ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုခရီးသွားဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရာလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ဘာကိုဖြစ်ဖြစ်တော့ကိုပိုင်လုပ်ငန်းလှုပ်ဆောင်လို့တဲ့မိတ်ဆွေများအနေနဲ့ကတော့ကိုဘာလှုပ်လို့တော့တဦးတည်းတယောက်တည်းလှုပ်ရင်မလှုပ်နဲ့မပြောဘူး။အပြာရင်ဆိုင်အတိုက်ခိုက်တွေပေါ်လာတတ်တဲ့အတွက်မိမိဟာနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးသို့မဟုတ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အတီတကျလှုပ်ပြီးတော့မျှော်လင့်ထားဖို့လိုအပ်တယ်။ဇွဲရှိဖို့လည်းလိုအပ်ပါတယ်ခင်ဗျ။အပေကြောင့်ဆိုတော့ဒီ 2025ခုနှစ်အတွင်းမှာဗုဒ္ဓဘုရားဥဒါသမီးတွေကကိုဟာကိုနေရင်ကိုလိုက်ပြိုင်နေသူတွေကိုကဒီလမ်းလေးဖောက်လိုက်တာမှဒီလမ်းကိုတူတူလိုက်ပြီးတော့တပုံစံနဲ့ကိုယ့်ရဲ့ idea ပေါ့နော်ဆရာပြောရရင်ဟိုဆွမ်းနာလို့ပေါ့အုံကျူးတွေခိုးတယ်လို့ပေါ့နော်အဲ့ဒီလိုမျိုးခိုးတယ်လို့ပဲအဲ့လိုဆွမ်းနာပေါ့ကိုယ်လောက်ထားတဲ့ထွင်ထားတဲ့လမ်းပေါ်မှာတခြားသူက လိုက်လောက်တာမျိုးဒီလိုမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ကို့မှာမရေရာမတိကြသောလှုပ်တွေရှိလို့ရှိရင်မလှုပ်ပဲနဲ့ရေရာသောတိကြသောလှုပ်တွေကိုလှုပ်တာဟာပုံမူအတာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ် ယာဓုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာတဲ့အခါယာဓုတူလုပ်ငန်းတူတွေရဲ့မနာလိုဂုံချောမှုလေးတွေကြောင့်အထက်လူကြီးအကြီးကဲနဲ့ပတ်သက်ပြီးကတောက်အစားဖြစ်ရတာမျိုးလေးတွေစကားများရတာမျိုးလေးတွေကိုကဟလာကိုက900ဘိုးလောက်လောက်ရတာကိုကိုကတထောင်ဘိုးလောက်ခိုင်းနေတာမျိုးတွေဒါမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့မနိုင်ဝင်နေလုပ်ငန်းနှစ်ခုတွေခိုင်းတာမျိုးလေးတွေကိုကိုမလိုမုန်းထားဆက်ဆံတာမျိုးလေးတွေခဏခဏကြုံရတတ်တဲ့အတွက်ကြောင့်မိတ်ဆွေများဒီနှစ်အတွင်းမှာတော့အတိုက်အခိုက်အခက်အခဲလေးတွေအပြိုင်ဆိုင်လေးတွေကိုတော့အတက်နိုင်ဆုံးအပြုံးနဲ့ဖြည့်ရှင်းမှာ ဒါဆိုရင်အားသာကောင်းမှုပါလိမ့်မယ်။ဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာစက်ပစ္စည်းနဲ့ပတ်သက်တာတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာကိုပိုင်လုပ်ငန်းတွေစက်တူလုပ်ငန်းတွေစာချုပ်ကိစ္စနေရာထိုင်ခင်းကိစ္စအထယ်အလိကိစ္စတီတီဖနက် online social media နဲ့ပတ်သက်တာမျိုးရှေ့တိုးဆောင်ရလှုပ်ဆောင်မှာပကြီးပပုဘေရင်ဗီရစံကြံတရုပ်ဆောင်အမှုပညာအစိုးအခအရေးအတိသူခုမှဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရပါငကူကမထင်ပေါ်တဲ့မိတ်ဆွေများတော့ဒီနှစ်ဟာထင်ပေါ်ခြင်း ျော်စောခြင်းတွေအောင်မြင်ခြင်းတွေရရှိတတ်သောနှစ်ဖြစ်ပါလေ။ကံကောင်းမှုတွေအကြီးကြီးရရှိလာဖို့အတွက်ဆိုရင်မိတ်ဆွေတို့တတိထားပါ။နည်းနည်းလေးတာမန်ထက်အခက်အခဲလေးအနှဲငယ်လေးကြုံပြီးမှကံကောင်းလာတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့ကိုဟာအနှဲငယ်လေးညံ့နေရင်ကိုကြံ့ကြံ့ခံထားပါ။မိတ်ဆွေရှိဖို့ယတနာပုံစိုက်ကိန်းနဲ့စိုက်ကလို့ကံကောင်းမှုတွေဟာထီထီကြီးရောက်ရှိပိုင်ဆိုင်လာမှဖြစ်တာအတိအကျပဲဖြစ်ပါလေခမညာ။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ စနေနံပစ္စည်းနဲ့ပတ်သက်တာလေးတွေအကျိုးပေးတာမျိုးလေးတွေဖြစ်စေနော်ဟိုအင်္ဂါနံနဲ့ပတ်သက်ပြီးတော့ရှေ့တူဆိုင်ရာလုံဆောင်တာမျိုးစားသောက်ကိုလုပ်ငန်းစံစီဆိုင်ပြွေးရေးတည်နံရေးဆက်သွယ်ရေးကိုပိုင်ဆိုင်လုပ်ငန်းအစရှိတဲ့လုပ်ငန်းတွေရှေ့တူဆောင်ရပါငကူကဝေးကွာနေတော့ညီအကိုမောင်နှမတွေဆွေမျိုးသားချင်းတွေရဲ့အကူအညီကိုထူးထူးခြားခြားအဲဆွေမျိုးတွေရရှိတတ်တော့အကူအညီရရှိတတ်တော့နှစ်ဖြစ်ပြီးတော့အဲတပည့်ဟောင်းမိတ်ဆွေဟောင်းအဲဒီရအကူအညီအဆက်အသွယ်ရရှိပြီးတော့အထောက်ပံ့နေရရှိတတ်ပါတယ်ခင်ဗျာတို့အပြင် ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်မှအားသာပါတယ်ဖရာဘုခီးတွေမထင်မှဖဲသွားရတာမျိုးမိမိအိမ်ကိုမထင်မှဖဲအလူခံပုံကိုတော့မဟုတ်ဖရာစင်းလူတော်တွေကြွရောက်လာတဲ့အခါမိတ်ဆွေတို့ကံကောင်းမှုကိုအစွဲပြုပြီးတော့ထီကန်ဆန်းလို့ခေါင်းတော်လာဖြစ်ပါတယ်အများနဲ့ပတ်သက်တာတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှငကိုကအမွေကိစ္စအမှုကိစ္စပြဿနာတက်နေသူတွေဒီကာလမှာကိုကိုတိုင်းဖြည့်ရှင်းဆောင်ရွက်ပြီးတော့တင့်တင့်မြတ်တောင်စူးစမ်းရင်အားသာကောင်းမှုပါတယ် ဘာရေးဆိုင်ရာလုပ်ငန်းတွေအပွဲအစည်းအသင်းပွဲတွေပတ်သက်တာတွေအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းတွေမိမိရဲ့အကြံစီအတွေးခေါ်နဲ့ပတ်သက်ရင်ဒီနှစ်ဟာအသေးရာကိုစတင်လုပ်ဆောင်တဲ့သောနှစ်ဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်ရင်တော့ယာဟူသားသမီးတွေဟာပုံမှုပြီးတော့အာသာကောင်းမှတိုးတက်နေပြီးတော့ဗုဒ္ဓဘုသားသမီးတွေကလည်းကံကတော့ကောင်းနေပါတယ်။သို့တော့အကောင်းဆုံးလာဆိုရင်တော့ဗုဒ္ဓဘုရဲ့ယာဟူသားသမီးမိတ်ဆွေများအဖို့ဟောဂုံလူထွက်တာမျိုးလေးတွေ မြန်မာရင်းနဲ့ပတ်သက်ရင်မိမိမျော်မှန်းထားတာထက်ကိုပိုပြီးရရှိတာမျိုးတွေရရှိတတ်တယ်လို့ဗုဒ္ဓဘုသာသမိမိတ်ဆွေများကကတော့ပညာရေးနဲ့ပတ်သက်လာရင်ကိုကြိုးစားရင်ကြိုးစားတယ်လို့မိမိရဲ့ကံဟာမိမိရဲ့လက်ထဲမှာပဲရှိကြောင်းကိုပြောကြားလိုပါတယ်ခင်ဗျာဒါကြောင့်မလို့ပညာရေးနဲ့ပတ်သက်ရင်ထင်ပေါ်ခြင်းကြော်စောခြင်းတွေကြုံရတတ်တယ်လို့ပညာတော်သင်စုရတာမျိုးတွေမိမိဘဝအတွက်အနာဂတ်အတွက်ရည်မှန်းချက်အတွက်အထောက်အကူဖြစ်စီတော့ဆရာသမားပညာရှင်တွေနဲ့စုံစည်းပြီးတော့လေ့လာခွင့်ရရှိတတ်သောနှစ်ဖြစ်ပါတယ် တို့တော့တတိထားမယ့်အချက်ကလေးတွေရှိပါတယ်လူငယ်တွေအရှည်ကြီးမှာတော့ဗုဒ္ဓဘုရားသာသမီတွေဒီနှစ်ဟာညံ့ပါတယ်ခမရအရှည်ကြီးကြောင့်ငွေကုန်ကြီးကြများရတာမျိုးလေးတွေဖြစ်စေတော့လုပ်ငန်းကိစ္စအလုပ်ကိစ္စခရီးသွားဖို့နိုင်ငံခြားခရီးသွားဖို့ကိစ္စအခွင့်အလမ်းတွေကိုမိမိရဲ့အရှည်ကြီးကလာပြီးတော့ကံလခန္ဓာမျိုးအရှည်ကြီးနဲ့ပတ်သက်ပြီးတော့စိတ်ထောင်းလို့ကိုကြည့်ဖြစ်ရတာမျိုးလေးတွေကြောင့်မိတ်ဆွေတို့အနေနဲ့ဒီတနှစ်ထဲမှာဆိုရင်တော့အခြေအနေနဲ့ပတ်သက်ရင်တော့အရန်ကြီးပုံပေါ်ချစ်ဖို့မလိုအပ်ကြောင်းအဲ ဆရာကမရှိဘူးပဲနဲ့လို့ပြောတော့လဲဆရာခံရမှာဆိုတော့ရန်ကြီးเนาะအရှိနဲ့ပတ်တိုင်အတိနဲ့တတိကိုခွဲရှားဆုံးဖြတ်ဖို့တော့များစွာလိုအပ်တော့နှစ်ဖြစ်ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုတွေကိုအရှိကပိတ်ဆို့နေတာမျိုးမိမိရဲ့ဆုံးဖြတ်ချက်တခုကမှားယွင်းပြီးတော့တတလုံးအောင်လာရနေတာမျိုးမဖြစ်စေဖို့အတွက်ဆိုဘာကိုမဆိုအတိအကျရှာရှာသုံးသပ်စဉ်းစားပြီးတော့မှဆုံးဖြတ်ဖို့လိုအပ်ပါတယ် ငွေကြေးနဲ့ပတ်သက်ရင်အခြေအေးမှာလူလိန်ခံရတာမျိုးတွေကိုကိုချစ်အောင်ဆောင်ပြီးတော့ငွေကြေးလိန်ခံရတဲ့သူတွေနဲ့ဂျုံဝတ်တက်တဲ့အတွက်တော့လေတိုက်တိုင်းယူတဲ့ဗုဒ္ဓဖူးရာဟုသာသမီမိတ်ဆွေများအဖို့ကတော့အခြေအေးနဲ့ပတ်သက်လာရင်တော်ကီကောင်းတာမကြိုက်ပါနဲ့ဆရာလိုတစ္ဆာတရားတန်ဖိုးထားတဲ့ယောက်ျားလေးရှားတယ်ဗျအဲကောင်းပြီဆိုတော့ဆက်ပြောလိုက်အောင်အခြေအေးနဲ့ပတ်သက်ရင်တယောက်နဲ့တယောက်တူးနဲ့တူးဟိုနားလည်မှုလွဲတာမျိုးလေးတွေသွေးအေးတာမျိုးလေးတွေကြောင့်အပြားရှာလေးတွေပေါ်လာတာမျိုးယာယီဖူးစာလေးတွေပေါ်လာရတတ်သောနှစ်ဖြစ်ပါတယ်သမီးအစားများအဖို့ကတော့ ိမ်ဆောင်ပြုတ်ရန်တိုင်ပင်ကမှညှိနှိုင်းမရတာမျိုးမိမိတို့နှုတ်ချစ်ရတဲ့မိဘတွေရဲ့အတ္တလူကြီးမိဘတွေရဲ့ခွဲခွာမှုလေးတွေကြောင့်အစင်မပြေတာမျိုးစီစဉ်လို့မရတာမျိုးလေးတွေဖြစ်ကြောင်းစိတ်နှနေပန်းရတတ်ပါတယ်ထို့အတူပဲမိဆွေတို့အနေနဲ့အရှိရင်းနဲ့ပတ်သက်လာရင်ငကူကတိုက်ဆက်တွေတိုက်ဆွဲတွေအဆောင်ချောက်ရှိတဲ့ပုံပုံတွေရဲ့မမြင်ရတော့ရတဲ့ခွဲခွာခြင်းတွေပြူစားခြင်းတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်ဒါလေးတွေကျင်းရင်တော့ရပါတယ်ခင်ဗျာကောင်းပြီ ို့တူအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့အဆင်မပြေစရာဘာမှမရှိဘူးအထက်မှာဆရာပြောခဲ့တယ်လို့အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရန်ဖြစ်ပြီးပြဿနာဖြစ်ပြီးစကားများပြီးဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ဒီရက်ကိုယ့်ရဲ့မိသားစုကြောင့်မဟုတ်ဘဲနဲ့သူများကိုအာမခံကိစ္စလေးတွေကြောင့်တပါးသူကြောင့်သာဖြစ်ပါလိမ့်မယ်ထို့ပြင်ဒီမြေတားတော်တွင်မှာဗုဒ္ဓဖူးရဟောက်တာသမီးမိတ်ဆွေတွေဒီ2025ခုနှစ်အတွင်းမှာကံကောင်းစီသောအယောင်အနေနဲ့အစိမ်းရောင် အတားရောင်အပန်းရောင်မိုးပြာရောင်တွေဟာမိတ်ဆွေတို့ရဲ့ဂံကိုတိုးတက်ကောင်းမွန်စေပြီးတော့အဆင်ပြေနိုင်ပါတယ်။အရေးကြီးသော ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိတ်ဆွေတို့အနေနဲ့နော်မိမိအိမ်ကမသွားမီမှာလက်ခုပ်လက်ဝါးချက်ချက်ပြီးပြီးတော့လိုရာကို ပြုမှုဆောင်ရွက်ရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိနိုင်တယ်လို့မိတ်ဆွေတို့ရဲ့အဆောင်အနေနဲ့ပြုလုပ်ခြင်းတပဆိုရင်တော့ရှင်သူရှင်သီဝရိမထေမြတ်ရဲ့ပုံတော်လေးကိုလည်းပဲဆွဲတာမျိုးဖြစ်စေ မိမိအိမ်မှာထားပြီးတော့တုလုပ်ပြီးတော့တီဟိုသားတုံးဟုတ်တရသားတုံးဟုတ်မိမိရဲ့နေသားနံသားအသားဖြစ်တယ်နော်ဗုဒ္ဓဖူးနံအသားလေးတွေနဲ့ထုပြီးတော့ကိုးကွယ်တာမျိုးတုံးဟုတ်မိမိအဆောင်ဖြစ်လက်ဘင်းမှာဆွဲထားတာမျိုးဖြစ်စီကောင်းပါလေခင်ဗျာဒီနှစ်တာတော့ဒီမှာအထူးသဖြင့်မိတ်ဆွေတို့ရဲ့ဒီနှစ်တာတော့ဒီမှာဆိုရင်ဟိုအချိုးပေးစီတော့နေသားအနေနဲ့ဆိုရင်အရေးကြီးသောကိစ္စတွေကိုဆောင်ရွက်တဲ့အခါမှာတောက်ကြသားသမီးတုံးဟုတ်စနေသားသမီးတွေရဲ့အကူအညီနဲ့ကံကောင်းမှုတွေရရှိနိုင်ပါတယ်ခင်ဗျာ ထို့အပြင်မိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေလုံခြုံစေသောကိစ္စတွေကျန်းမာရေးကိစ္စအဝဝကိုတော့အင်္ဂါသတ္တမိတို့မဟုတ်အင်္ဂါရက်တွေမှာပြုမှုဆောင်ရွက်တာမျိုးခရီးသွားတာမျိုးကလုံခြုံခြင်းနဲ့ဘေးကင်းခြင်းကိုကိုစားပြုစေသောနေ့ဖြစ်ပါတယ်ထို့အတူအကျိုးပေးစေသောအရာဟာတော့အနောက်မြောက်ရဖြစ်ပြီးတော့စန္တီယာအရာကတော့မြောက်စုစုအရာဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ဒီတစ်နှစ်တာအတော်အတွင်းမှာ ဒီနှစ်တာတော့ဒီမှာအဆက်ဆက်ရရတတိယဆင်ရင်ရမယ်နေသားအနေနဲ့ဆိုရင်တော့တနင်းဝန်ကြီးသာသမီတနင်းလာသာသမီတွေဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပြီးတော့အဲ့ဒီရက်တွေမှာတနင်းလာတော့တနင်းဝန်ကြီးတို့ရက်တွေမှာအရေးကြီးသောကိစ္စတွေကိုမဆုံးဖြတ်မရှတာဟာအကောင်းဆုံးဖြစ်ပါတယ်။လာတိုင်းလာတိုင်းမှာလရဲ့12ရက်13ရက်14ရက်တွေမှာအရေးကြီးသောကိစ္စတွေကို 17ရက်12ရက်13ရက်14ရက်နေ့တွေမှာအရေးကြီးသောကိစ္စတွေကိုဖြစ်နိုင်ရင်မချပါနဲ့ရေဘူးရအဖြစ်ကံရဲ့အညံကိုကြုံရတတ်ပါတယ်ရွှေစုမယ်ဆိုရင်စုလို့ရပါပဲရွှေဝိတ္တာမျိုးအကျိုးမပေးပါဘူးသို့တော့ရွှေရလွှဲရင်ကြံတဲ့ရဟနာပို့တံပစ္စည်းမှလည်းအကျိုးပေးပါတယ်တကယ်လို့ဝယ်ပြီးမှမဝစ်ရှင်နဲ့ဆရာငယ်ပေးထားပါခင်ဗျာနော်။ကောင်းပြီ။မိတ်ဆွေတို့ဒီနှစ်တာအတွက်ဒီမှာတတိထဆင်နေရမယ့်အရာဟာဆိုရင်တော့တောင်ဆူဆူအရာ ဖြစ်ပါတယ်ခမညာထို့အပြင်မိတ်ဆွေတို့အဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်စေရန်အတွက်အရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာသတိထားဆင်ရမယ်အယောင်နေနဲ့ဆိုရင်တော့မိတ်ဆွေများခမညာအဝါရောင်တယောင်လေးကိုသာသတိထားဆင်ရင်ပြီးဖို့လိုအပ်ပါတယ်ခမညာအဆက်ဆက်ရရအစဉ်ပြီးစေရန်လိုရာမှုပြုမှုဆောင်ရွက်တိုင်းမှာပဲဖြစ်ဖြစ်မိတ်ဆွေတို့အစဉ်ပြီးရေရာမပြောမိပါကြောင်ညာလေးဝင်ပြရစေခမညာ ဇန်နဝါရီလမှာ2025အတွက်တနစ်စာဟောစရန်နေမာရရှိနိုင်ပါပြီခင်ဗျာတနစ်စာဟောစရန်နေမှာဆရာကမိမိရဲ့မူလဇာတာကိုစစ်ပြီးတော့တတ္တတာအကျိုးပေးစေတော့ဟာတွေကိုဒီနှစ်မှာဆရာအထူးထည့်ပေးထားတာတော့ဆရာကြော်ညာသိပ်မရှိသွားမှာလို့မဝင်တော့ဘူးเนาะကဲဆရာကနေပြတင်ပေးခြင်း7902904169 9939 4186 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်7902904116 WhatsApp Telegram Viber မှာဖြစ်စီဆက်သွယ်မေးမြန်းနိုင်တယ်လို့အဲ ဘိုင်ဘာနောက်တစ်လုံးရှိပါတယ်963 50 50 9 2မှာဆက်သွယ်မိမြန်နိုင်ပါတယ်ခမကောင်းပြီမိတ်ဆွေတို့အဆက်ဆက်ရရအောင်မြင်ချင်းတူတက်ချင်းတွေရရှိစေရန်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တိုင်းမှာလက်ခုပ်လက်ဝါး6ချက်တီးပြီးလိုရာကိုပြုမှုဆောင်ရွက်ရအောင်မြင်တူတက်နိုင်သလိုမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီပြီးတော့နော်အယောင်းွယ်ကောင်းပြီးလက်လာပါပွင့်စီရန်အတွက်အလို့ငါရွက်လ9ရွက်ကိုနော်ရွက်လ9ရွက်ကို ကင်ပြီးတဲ့အခါဘယ်ဘက်လက်မှာကဘယ်ဘက်လက်မှာရွက်လာခုနှစ်ရွက်ကိုကင်ဆက်နာပေါ်ငွေဖလားနဲ့ထည့်ထားတဲ့ရေအမွေးရေဆရာပြောပြမယ်နော်ဘယ်ဘက်လက်မှာကရွက်လာရွက်လာဆိုရမယ်တိမယ်တဲ့နော်ရွက်လာခုနှစ်ရွက်ကိုကင်မှာကင်ပြီးတဲ့အခါကျလို့ရှိရင်မိတ်ဆွေတို့စီးထားတာရတယ်နော်ဒီဘက်မှာငွေဖလားနဲ့အမွေးရေဖြန်းထားတော့ရေနဲ့နော်အဲ့ဒီရမိမိရဲ့ရောင်းကုန်ငွေကုန်တို့ရိုက်ပုတ်ထီတွေရောင်းလိုက်ပါကအယောင်းဝယ်တွက်ပြီးအယောင်းထပ်သွားပါလိမ့်မယ်ခင်ဗျာ ဆရာကြီးကုံ6ဆိုရင်ဘောဆရာကြီးဆိုရင်ရွက်လိုက်ရက်ကိုအမွှေးဖြန်းပြီးတော့ရိုက်ပုတ်ထိတွေ့ပြီးရောင်းရင်အယောင်းဝယ်ကောင်းပြီးတော့တိုးတန်းကောင်းမွန်အားသာပြီးကံကောင်းစီပါလိမ့်မယ်ခင်ဗျာအဆက်ဆက်ရရအဒိဋ္ဌံပြုလုပ်လို့တဲ့မိတ်ဆွေများဆရာရှိမှလည်းပြောခဲ့ပြီးဆိုတော့အဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်စီရန်အတွက်တစ်နှစ်တာလုံးမိတ်ဆွေတို့ရဲ့ကံကိုအားသာကောင်းမွန်စီရန်အတွက်လလပါပွင့်စီရန်အတွက်ပြုလုပ်ရမယ်ရေရာနေနဲ့ဆိုရင်တော့ဖြင့် ဒီ2025ခုနှစ်တနှစ်တာလုံးမှာငွေကြေးကံကောင်းစီပြီးအဆက်ဆက်ရရအစဉ်ပြေအောင်ပြီးတိုးတက်စေရန်ဗုဒ္ဓဘုရားသာသမီမိတ်ဆွေများပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့ရဲ့အိမ်မှာမိတ်ဆွေတို့ရဲ့အိမ်မှာ ပကံများလေးတစ်ချက်နဲ့စံရယ်စံလေးဘူးရယ်စီအဘုဒ္ဓတိလေးဘူးရယ်တနှစ်လုံးတော့စံလေးဘူးစီလေးဘူး ။ဓာမိတဲ့အခါမိတ်ဆွေတို့အနေနဲ့နော်ဟိုစွန့်ရလို့ပေါ့ဆေးလေးဘူးပေါ့ဆေးမျိုးစားလေးဘူးရဲ့ပြီးတဲ့အခါငွေလေးတောင်ရဲ့ထီလေးလက်ရဲ့ဒါလေးတွေကိုဆရာပြန်မဲမနော်ဆန်လေးဘူးစီလေးဘူးအဲစေဝါလေးဘူးနော်ဒါပြီးတဲ့အခါငွေ4000ကျပ်သုံးမဟုတ်4000ကျပ်သုံးမဟုတ်4သိန်းကျပ်ပေါ့နော်ကြွက်ဆွဲသွားအောင်မယ်နော်အဲကျွတ်ဆွဲတော့အောင်မယ်ဆိုတော့ဘယ်လိုလုပ်ထင်တော့ကိုယောက်ျားလေးပါလေးကဆွဲသွားအောင်မယ်လို့ပြောတာအဲ့ဒါအဲ့ဒါနဲ့ရဲပြီးတော့မိတ်ဆွေတို့ထီအဝိုင်းလေးလေးလက် T1 ကိုရွှေထီးရရင်ပိုကောင်းပါတယ်။နော်ရွှေထီးရရင်ပိုကောင်းတယ်။လေးလက်ကိုအရာဟုသားသမီးတွေကထီးကရှစ်လက်ပါခင်ဗျာ။ထီးပဲပိုပါမယ်။ကျန်တာကတူတူပါပဲနော်။ဘုဒ္ဓဖူးဆိုလေးလက်၊ရာဟုဆိုရှစ်လက်ကိုမိတ်ဆွေတို့ဘန်းလေးတစ်ချက်တည်းမှာထည့်ပြီးမိမိအိမ်ဖရားမှာပူဇော်ထားပါခင်ဗျာ။အကယ်၍မှာအစ်စ်လဲရှင်နေဆိုရင်တော့မှအဲ့ဒါလေးတွေကိုစတိတော့ပထမဆုံးတော့တထုပ်စီကိုမိမိတဲ့အသက်ကြီးတဲ့သူတို့မဟုတ်မိဘဆရာသမားကိုပြန်လှူပြီးမှကျန်တာကိုအသုံးပြုပါလို့ ဒါဆိုရင်မိတ်ဆွေတို့စိန်ရွှေငွေကြောက်မြရေသနာအစရှိတာတွေဇေတောက်တိုင်းကစားနိုင်အောင်ဒီ2025ခုနှစ်မှာဒေချာတဲ့မကြခင်တပူကြော်ရင်ဆရာတွေခေါ်လိုက်မယ်ပုံတစ်ခုနဲ့ညံ့နေဆိုရင်တော့ဆရာရေရာလုပ်ပြီးခတ်တင်းတင်းတာထားလိုက်ပါခင်ဗျာဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာအညံ့နေဆိုရင်တော့ယူပစ်တလောက်ကံကောင်းပြီးတော့ကံရဲ့အထောက်အကူကိုရရှိစေပါကြောင်းနဲ့ကိုကျင်တရားကောင်းရင်လေကံဟာအလိုလိုကောင်းကြောင်းနဲ့လူဆွမ်းရင်နတ်မအကြောင်း နတ်စွမ်းရင်လူမမနိုင်ကြောင်းဆရာကပြောလိုပါတယ်ခင်ဗျဒါကြောင့်မိษွေတို့ယန္နာသုံးပါးကိုမမိနဲ့ဘာသာတရားမမိပါနဲ့မကောင်းတဲ့အတိုက်ခိုက်အတက်ပညာတွေကိုတတိထားစင်ညာမှာပြောရင်းနဲ့ဗုဒ္ဓဘုရားဥဒသမီမိษွေတွေ2025ခုနှစ်အတွင်းမှာယန္နာစိန်ကြောက်ဇေတောက်တလို့စီးပွားရေးလက်နာပါများတက်နေတကုန်းလက်ဝင်ဖြုတ်ကဲတော့ပိုင်ဆိုင်အောင်မြင်တိုးတက်လို့အဆဆအရာရာဘေးပညာတွေဝေးကွာလို့အောင်မြင်ကြပါစေကြောင်းနဲ့အောင်မြင်မှုအပေါင်းတန်ကိုဆောင်းကြပါစေကြောင်းဆရာက မေတ္တာကိုထောပနာပြုဆန္ဒပြုပြင်တဲ့ဆရာတို့ကြာစာပရိမှာပြန်တွေ့ပါမယ်ခင်ဗျာဂျေဇုတင်ပါတယ်